အားလုံးမင်္ဂလာပါဒီနေ့တရေတင်မဲ့တင်ငယ်စာကခန် grade 8 candy လေ့ကျင့်ငယ်တရေသမားတက်ကနံပါတ်1နဲ့3ပဲဖြစ်ပါတယ်နံပါတ်1မှာဆိုရင်သူကဗာပေးထားတဲ့ဆိုရင်0 -6 0.33 2 2/3 1 1/3 2.2 2.3 minus 2.5 minus 6/3 minus 2 1/4 5/4 3/3 2 2/7 2မှာတဲ့เนาะဒါပါနံပါတ်ကကြည့်တာအပေါင်းအသင်းမြင်ရအောင်လုံးချခိုင်းပါတယ် မကအပေါင်းကိန်းနေရတော့အများကြီးတယ်ဒါပေမဲ့အပေါင်းကိန်းပြေးကကြတော့တစ်ခုပဲပါပါတယ်အဲ့ဒါပါလဲဆိုရင်2ပါဒါရင်2ဒီအပေါင်းကိန်းပြေးဖြစ်ပါတယ်နော်အဲ0မဟုတ်ဘူးနော်0ကအပေါင်းကိန်းပြေးမှလည်းမပါဘူးနောက်ကိန်းပြေးမှလည်းမပါဘူးသူကကြအပြည့်ကိန်းထဲမှာပါတာပါညကနမခဝေရအပြည့်ကိန်းညာအပြည့်ကိန်းမှာဆို0က0ပါထည့်ပြရပါမယ်ဒါဆိုရင်0နဲ့2ကကြတော့ကျတို့အပြည့်ကိန်းညာဖြစ်ကြပြီတဲ့ကြတာဆိုရင်နောက်တစ်ခုနမခငယ်ကအနှုတ်ကိန်းပြေးညာ နှုတ်ကိန်းအနှုတ်ကိန်းနေရာတော့အများကြီးပါရတယ်ဒါပေမဲ့ကိန်းပြေးကားရရှင်ကဘာဘာပဲပါတယ်ဆိုရင်အရှင်းဆုံးမှာဆိုရင်0ရဲ့နောက်က minus 6ပါမယ်နောက်ကဟိုနောက်မှာဆိုရင် minus minus 2.5ရဲ့နောက်က minus 6ပါ3ဆိုတော့နော်ကြည့်လိုက်ရင်တော့ rational game ပေါ့နော်သူကကိန်းပြေးလို့မထင်ရဘူးဒါပေမဲ့ကျတို့ပိုင်းခြေက3နဲ့ပိုင်းဝေက minus ပိုင်းဝေက6ကိုကျတို့စားကြည့်ရတဲ့အခါမှာ3.3 3.6ဆိုတော့ကျတို့ဒီ minus 6ပိုင်း3ကကဲရှင်းလိုက်တဲ့အခါမှာကျတို့ minus 2ရပါတယ်အဲကြောင့်မို့သူကလည်းအပြေကိန်းထဲမှာပါရပါတော့အနှုတ်ပြေကိန်းပေါ့နော် ဒါကြောင့်မို့အနှုတ်ပြေကင်းနေပါတယ်ဆိုရင် minus 6ကနပြောချင်းရင် -7 ပိုင်း3ကိုရှင်းလိုက်တယ် -2 ပေါ့နော်အဲ့ဒါရဲအကုန်လုံးကအနှုတ်ကင်းပြေတွေဖြစ်ကြပါတယ်တဲ့နမကကြီးကကျတော့ကင်းပြေများကင်းပြေမှာကျတော့ကျတော့အနှုတ်ကင်းပြေရောအပေါင်းကင်းပြေရောနှစ်ခုလုံးပါတာကိုကျတော့ကင်းပြေလို့ခေါ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကနမကကြီးကအပေါင်းကင်းပြေတွေရဲ့နမကငယ်ကအနှုတ်ကင်းပြေတွေအကုန်လုံးပေါင်းလိုက်လို့ရှိရင်ကျတော့ကင်းပြေများရပါတယ်ပေါ့နော်အဲ့ဒီ0ရဲ့အဲကင်းပြေမှာကျတော့ကျတော့ ဂိမ်းပြင်မှာဆို0လဲပါတယ်။နောက်ဂိမ်းပြင်လဲပါတယ်ပေါ့နော်။ဟိုအပေါင်းပင်ဂိမ်းပြင်လဲပါတယ်ပေါ့။အဲ့ဒါမျိုး0ပါ0ပါထည့်လိုက်ပါတယ်။နော်0ရဲ့ဒါဂိမ်းပြင်0ကကြတော့ minus minus ထဲမှာလည်းမပါဘူး။နော်2ထဲမှာမပါဟိုအပေါင်းထဲမှာလည်းမပါဘူး။ဒါပေမဲ့သူကကြတော့ဂိမ်းပြင်ထဲမှာတော့ပါပါတယ်။အဲ့ဒါမျိုး3ညရဲ့2ရဲ့နော်ဘာလဲနော်အနှုတ်6ရဲ့နော်အနှုတ်6 by 2ပေါ့နော်။အဲ့ဒါအကုန်လုံးကဂိမ်းပြင်ပြကြပါတယ်နော်။နံပါတ်5ကကြတော့အပေါင်း rational game များ ရရှင်နိုင်ငံဆိုတာကြီးတော့အကုန်လုံးပါတယ်ဒသမတွေနဲ့ရောအပိုင်းကိန်းတွေနဲ့ရောအကုန်လုံးကိုဟိုအပေါင်းတွေပေါ့နော်အပေါင်းကိန်းအကုန်လုံးမှန်တယ်ညရောအပေါင်းရရှင်နိုင်ငံလို့ခေါ်ပါတယ်ဒါဆိုရင်ဘာကြီးတော့ဘာရှိနေလဲဆိုလို့ရှိရင်နော်0.33ရှိမယ်ငါက2ရှိမယ်2.3ရှိမယ်1.13ပေါ့နော်2.2525ကိုပါမယ်နောက်ကအဲဖက်ပိုင်ဖို့ပါမယ်3.2ပါမယ်22.7ကိုအပေါင်းပါတဲ့ဒသမကိန်းဖြစ်ဖြစ်အပိုင်းကိန်းဖြစ်ဖြစ်နော်ကိန်းမြေဖြစ်ဖြစ်အကုန်လုံးကိုအပေါင်းရရှင်နိုင်ငံလို့ခေါ်ပါတယ်အားကြောင့်မို့အကုန်လုံးရေးလိုက်ရပါပြီ အစဉ်အနုရာရှင်နေကိန်းကလည်းကျလို့ပါလို့ရမလဲဆိုရင်အနုပါရကိန်းဒသမကိန်းပြပြအပိုင်းကိန်းပြပြအပြည့်ကိန်းပဲကိန်းပြပဲပြပြပေါ့နော်အကုန်လုံးကအနုရာရှင်နေကိန်းဖြစ်ပါတယ်ဒါကြောင့်မို့အနုရာရှင်နေကိန်းတွေက -8 -2.5 -6.3 နော်ငါကက -2 1.4 -ပါရကိန်းမှညအပိုင်းကိန်းပြပြဒသမကိန်းပြပြအကုန်လုံးပါပါတယ်ပေါ့နော်ဒါကြောင့်ရှင်တို့နံပါတ်1ပါနံပါတ်1မှာတော့နော် -1 နဲ့1ကြားမှာရှိတယ်နံပါတ်ကကြီးအပေါင်းရာရှင်နေကိန်းနံပါတ်ကဝေးအနုရာရှင်နေကိန်း၅လုံးစီကိုရေးပါတယ် အဲ့ဒါဆိုရင်ကျတော့ပရမသုံးเนาะအပေါင်းရာရှင်နဲ့ဂိမ်းနေပေါ့နော်အပေါင်းရာရှင်နဲ့ဂိမ်းရကြပါလေဆိုရင်0နဲ့1ကြမှာ -1 နဲ့1ကြမှာ0ရှိသေးတယ်နော်ကျတော့အပေါင်းရာရှင်နဲ့ဂိမ်းဖြစ်တဲ့0နဲ့1ကြမှာရှိတဲ့ဂိမ်းနေပေါ့0နဲ့1ကြမှာရှိတဲ့ဂိမ်းနေဆိုတော့ကျတော့တစ်မပြည့်တဲ့ဂိမ်းနေဆိုတော့အကုန်လုံးရပါတယ်ဥပမာဆိုရင်နံပါတ်ကာကြီးမှာရေးပြထားတယ်ဥပမာအနေနဲ့1/6 အဲဒီ6ဘိုင်း9ဘိုင်းဆိုရင်ကြာတက်မပြေဘူးနော်အဲဒါဒီလိုနဲ့ဝမ်းနဲ့ကြားထဲမှာရှိတယ်။နောက်က1.5ကလည်းအတိုင်းပဲ9ဘိုင်း9ဘိုင်း9ဘိုင်းဖြစ်တဲ့တည်းတက်မပြေဘူးဒီလိုနဲ့ဝမ်းနဲ့ကြားထဲမှာရှိပါတယ်။နောက်က1.4 1.3 1.2အကုန်လုံးကလည်းဒီလိုတက်မပြေဘဲနဲ့0နဲ့1နဲ့ကြားထဲမှာရှိတဲ့နော် rational game တွေပဲဖြစ်ပါတယ်။ကြည့်ရဆိုရင်နမကဝေကနော် rational game နော် rational game ကကြတော့လေဒီလို0နဲ့ -1 ကြားက game တွေပေါ့နော်နော် rational game က ဇီရိုနံပါတ်နဲ့ဝန်ကြားကိန်းတွေဖြစ်တဲ့အတွက် -7.6 -7.5 -7.4 -7.3 -7.2 -7.1 သူတို့တွေအကုန်လုံးက0နဲ့ -1 ကြားမှရှိရပါတော့နော် -1 မပြည့်ဘူးတိမပြည့်ဘူးတယူနစ်မပြည့်တဲ့ဂိမ်းတွေဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒါရုံနှုတ်ရချင်းတဲ့ဂိမ်းမှာနော်0နဲ့ -1 ကြားမှရှိရနှုတ်ရချင်းတဲ့ဂိမ်းတွေပဲဖြစ်ပါတယ်ဒါသိချင်လို့နံပါတ်3သွားပါမယ်အောက်ပါရချင်းတဲ့ဂိမ်းများကိုဂိမ်းပြပေါ်နေနေရာချပါတယ်3 2 4 11 4 7 -7.6 2.5 -1.25 3.75 30.3ပေါ့နော်ဒါတို့ရေတို့အရင်ဆုံးကိမြင့်ကိုအရင်ဆုံးဆွဲပါမယ်နော်ကိမြင့်ဆွဲပြီးတဲ့အခါမှာအရင်ဆုံးပရမအဲ3 2.4ပေါ့နော်3 2.4ဆိုတော့ကျေအပေါင်းကြီးဖြစ်တဲ့တဲ့ဂျီတို့ရဲ့လက်ရဘက်မှာရှိတဲ့3နဲ့4 3ပေါ့နော်ဒီမှာ3ရောက်သွားပြီအဲ4 3 4 2ဖြစ်တဲ့တဲ့3နဲ့4ရဲ့ကြားထဲမှာကျေအစိတ်လေးလေးစိတ်စိတ်မယ်စိတ်ပြီးတော့ကျေနှစ်စိတ်ကိုယူလာလို့ရှိရင်ပရမဆုံးဖြစ်တဲ့3 2.4ရောက်သွားပါပြီဟုတ်နော် ောက်တစ်ခုကတော့11 by 4 11 by 4ကြတော့ကျတော့ကအပိုင်းကင်း2ပေါ့နော်အပိုင်းကင်း2ကိုအပိုင်းကင်းရောင်ကိုကျတော့ကင်းရောပြန်ခွက်ပါတယ်ဒါဆိုရင်ပိုင်းဝေကိုပိုင်းကျင်နေစားမယ်7ကို4နဲ့စားတော့4နဲ့8ဟုတ်ပြီလားဒါဆိုရင်ဟို7တရားချင်းတော့3ကျန်တယ်ပေါ့နော်အဲဒါဆိုရင်2 4 by 3 2 4 by 3ဖြစ်တဲ့အတွက်ကျတော့အပိုင်းဘက်မှာကျတော့2ရဲ့နော်2ပေါ့နော်2 3 1ဆိုတော့2ကိုတော့ရပါပြီနောက်က4 by 3ဆိုတော့2နဲ့3ရဲ့ကြာမှာတခါ၄စိတ်စိတ်မယ်၃စိတ်ကိုယူလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါ11 by 4ပါ ။နောက်တစ်ခုကမနဲ့မိုင်းနဲ့ဆယ်ဘက်မိုင်းစစ်သူကအနှုတ်ကင်းပြတဲ့အတွက်အနှုတ်ဖက်မှာရေးပါမယ်။အဲ့ဒီပိုင်းဝရကြီးတဲ့ရဲကျတို့က9ကို6နဲ့စားတဲ့အခါမှာ6.6 9.6တော့တစ်ကျင်တယ်။ဒါက1 1-6ပေါ့နော်။ -1 1-6ဖြစ်တဲ့ရဲ -1 နဲ့-နော် -1 ကဒီမှာရပါပြီ။နောက်က6 1-6ဖြစ်တဲ့ရဲ -1 နဲ့-နဲ့လိုချက်မှာထပ်ပုံပုံမျိုးကတပုံလိုက်ပါမယ်။ဟုတ်လား။ဒါကရင်2 1-5 2 1-5ကကြတော့ကျတို့အပေါင်းပြတဲ့အတွက်နော် ဒီဟိုလက်ရပဲပေါ့နော်0ရဲ့လက်ရပဲမှာရှိပါတယ်သူကကျတော့2တော့ရောက်သွားပြီ1 1 1.5ဆိုတော့5ပုံမှုတပုံပေါ့နှစ်နဲ့သုံးနဲ့ကြားထဲမှာကျတော့ခုနကတော့4ပုံပုံပြီးတော့၄ပုံပုံထားရပေါ့နော်အဲ့တော့ပြန်ဖြတ်ပြီးတော့ကျတော့5ပုံပြန် ပုံမယ်ပုံပြီးတော့5ပုံပုံတပုံဖြစ်တော့တယ်5ပုံပုံတပုံနေရာမှာကျူအမှတ်မှတ်လိုက်ပေါ့နော်အဲ့တော့2 1 5ဖြစ်ပါတယ်နောက်တစ်ခုကတော့ -1.25 နော် -1.25 ကိုကျတော့မတွက်ပြတော့ဘူးဒါပေမဲ့25ရဲ့အောက်မှာပေါ့နော်ဒီ ဘောဘဒူဘိုင်ကသူကယာရီစရိရှိတဲ့အတွက်ဘိုင်းဒီမှာတရားခံလိုက်ရပါပြီတရားခံလိုက်ရင်25 25လေးဒီတရား25လေးဒီတရားဖြစ်တဲ့တွဲเนาะ1/4ပေါ့25တိ25 25လေးဒီတရားဆိုတော့ -1 1/4ရပါတယ် -1 1/4ဆိုတော့ကျတို့ကအဲ0ရဲ့ level ဘက်မှာရှိတယ်ပေါ့เนาะ -1 ရဲ့ -2 ကျတို့မှာ၄ပုံပုံပြီးတော့ကျတို့တပုံပြလိုက်မှာเนาะအဲ့ဒါဆိုရင် -1 2 -1.25 ဖြစ်ပါတယ် နောက်တစ်ခုကကျတော့3.75ပါ3.75ဆိုကုနာတိုင်းမှာဘိုင်းကြီးမှာတရားခင်မယ်နော်3ကိုတော့ဘိုင်းပြေကိန်းထားမယ်အဲ75ကိုတရားခင်တဲ့ခါမှာဘဝ95သုံးနေရ85 95လေးလေးတရားဆိုတော့4.3ပေါ့နော်အဲဒီ3.75ကိုဘိုင်းကြီးနေရတဲ့ခါမှာ3အဲ3 3.4ရပါတယ်3 3.5ဖြစ်တဲ့အတွက်ဒီလက်ရဘက်မှာနော်လက်ရဘက်မှာပါဆိုရင်ဒီနေ့က3နဲ့4နဲ့ကြားထဲမှာ၄စိတ်စိတ်ထားဖြစ်တဲ့အတွက်နော်၃စိတ်ညာမှာဒီလိုအမှတ်မှတ်နိုင်ရပါပြီ 37 3x75 ပေါ့နော်နောက်ဆုံးမှာ 13x3 ဆိုတော့ကျတို့ကတတင်းကိုကျတို့က3နဲ့စားပေးရမှာပဲ3လေးလီစနစ်ဆိုတော့3 3 3x1 3 1x3 ပေါ့နော်3 1x3 အဲ4 1x3 ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အဲ4 4ရဲ့နောက်ကနေပြီးတော့ကျတို့က3ပုံပုံပြီးတော့2ပုံမှာအဲ့ဒီအဲ13 3ရရပါတယ်ပေါ့နော်ဒါဆိုရင်ကျတို့အခုဒီမြေပေါ်မှာနေရာချထားပြီးပါပြီနော်ဆုံးနေချိန်ပြည့်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်